အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီချန်နယ်ရနေ့ပရိသတ်များအားလုံးကြုံဆူပါရယ်ဒီနေ့မှာတော့စာရေးဆရာစေယနာရမညရေးသားထားတဲ့အောင်မြတ်တာနေအသက်လူဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးစီမှာတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှလည်းသိရှိနိုင်မှုအတွက် notification bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီကျောက်ဆက်ရည်တွေတောင်တောင်ကြာနေရဲ့ကြောက်ကူတလုံးထဲမှာတော့ ူတယောက်ကညီသက်စွာလဲလျောင်းလျက်သူ့ရဲ့ဘေးမှာတော့ရှင်တရားရဲ့မုတ်စိတ်ကျင်းဆွေတွေနဲ့အဖိုးအူတယောက်ရှိနေပြီးတော့အဖိုးအူရဲ့ဖြူဖွေးတွယ်လျနေရဲ့လက်တစ်ဖက်ကလဲလျောင်းနေသူရဲ့ရင်မက်ပေါ်မှာရောက်ရှိနေခဲ့တယ်။အဖိုးသူ့အချင်းနေဘလို့ရှိနေ။ကူဝါနေတစ်ချက်ချင်းရှောင်းဝင်လာတဲ့သူ့ရဲ့စကားကြောင့်အဖိုးကရင်မက်ပေါ်တင်ထားတဲ့လက်ကိုအသာယုံလိုက်ပြီးတော့အသက်အနည်းရဲ့စိုးရိမ်ရတဲ့အနေထားမှာပဲရှိသေးတယ်လို့လေး သူရဲ့စိတ်တန်တန်ကတခြားနေရာတစ်ခုမှာပျော်မွေ့နေရကြောင့်မူလာကိုလည်းပြောင်းဝင်မှုခေါ်မရဖြစ်နေတယ်။ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ။သူကခုတေလို့မရသေးဘူးလေ။လူလေးပြောတာအဖို့လက်ခံပါလေ။ဒါပေမဲ့သူ့ဝိညာဉ်ပြန်ခေါ်ဖို့အတွက်ဆိုရင်မတော်သေးတဲ့နေမြေတွေကိုလူလေးကိုယ်တိုင်ဝင်ရလိမ့်မယ်နော်။ကျွန်တော်ဝင်တာဟုတ်ပါပြီ။သူကရောမူလာအသိစိတ်ရှိနေနိုင်မှာမလား။နောက်ပြီးပြန်ခေါ်လာဖို့ကရောဘယ်လိုလုပ်ဆောင်ရမလဲ။ ဒါကတော့လူတွေရဲ့စွန်းဆောင်နိုင်မှုအပေါ်မှာမူတည်နေတယ်။ဒီနည်းလမ်းသူ့အတွက်နောက်ဆုံးကောက်ရုံးမြင်မယ်လေ။ကျွန်တော်အတန်းနိုင်ဆုံးစူးစမ်းပြီးပြန်ခေါ်လာခဲ့ပြီးပါမယ်။ကျွန်တော်ပြန်ရောက်မလာခင်အချိန်လေးမှာတော့အဖိုးကပဲသူ့ကိုစောင့်ရှောက်ထားပြီးပါ။ဒီအတွက်စိတ်မပူပါနဲ့လူလေး။ဒီနေရာအပြင်လူတွေဝင်ထွက်လို့မရတဲ့နေရာမို့လို့စိတ်ဖြောင်းဖြောင်းနဲ့သာသွားပါ။ကြောက်ကူရဲ့ညာဘက်အခန်းတကားကိုဖွင့်လိုက်တာနဲ့လူလေးသွားလို့ရတဲ့နေရာကိုရောက်သွားပါလိမ့်မယ်။အရာရာညံနဲ့ဆင်ကျင်ပြီးလှုပ်ဆောင်နိုင်ပါစေကွ။ အဖိုးရဲ့စကားကြောင့်အောင်မြတ်တာကငေးတန်းစွာလေးလျောင်းနေတဲ့တပည့်ဖြစ်သူကိုတစ်ချက်ကြည့်လိုက်ပြီးတော့ကြောက်ကူရဲ့ညာဘက်အခန်းဘက်ကိုထွက်လာခဲ့လိုက်တယ်။အခန်းဝါကိုရောက်တော့အဖြူရောင်ကြောက်သားကိုတကားပုံစံထွင်ထားတဲ့နေရာရှေ့ရက်လိုက်ပြီးလက်ကန်ကွင်းကိုဆွဲဖွင့်လိုက်ရာအေးမြတဲ့လေတူးရဲ့အငွေးအသက်နဲ့အတူမှုံဝါးတဲ့အခိုးငွေတွေကအမြင်အာရုံကိုဖုံးလွှမ်းသွားခဲ့တယ်။အခိုးငွေတွေပြောက်ွယ်သွားချိန်မှာတော့ကြက်ပြတ်မတန်စီကားနေရဲ့ဈေးတစ်ခုတည်းရောက်သွားပြီးတော့ဈေးဝယ်သူဈေးရောင်းသူတွေက ပြာပန်းခက်မြလှုပ်ရှားသွားလာနေအောင်မြင်လိုက်ရတယ်။တောပေါင်းသားတွေရမယ်နော်။ကြည်သားတွေလက်လက်ဆက်ဆက်တွေတွေရမယ်။ပြားရည်ပလင်းတွေလည်းရမယ်နော်။အကိုကြီးပြားရည်တွေဝယ်သွားပါအောင်။ဈေးတွေကဈေးဝယ်သူတွေကိုအလူရက်ခေါ်ပြီးသူတို့စီမှာရှိရဲ့ပစ္စည်းတွေကိုရောင်းချနေရလဲမြင်လိုက်ရတယ်။ဒါမှမဟုတ်သူတို့ဝစ်စားထားတဲ့ပုံစံတွေကလက်ရှိခင်းနဲ့မကန့်ညီပဲရှေးဆန်နေရအောင်လဲတတိထားမိခဲ့တယ်။မျိုးနောက်ကြီးငါပြောသေးတယ်ဝယ်သွားပါအောင်။ဒီမှနဲ့ပဲကူးလာတာလက်ဆက်တယ်ဗျ။ ပခိုးကိုပုတ်ပြီးလာပြောတဲ့လူငယ်လေးကြောင့်အောင်မြတ်သာမျက်လုံးအဝှေ့ကြည့်လိုက်ပြီးတော့မင်းရငါ့ကိုမြင်ရလားဟောခက်ပြီဗျာခမားကမမြင်ရအောင်ကျုပ်ကကန်းနေရမှာမဟုတ်တာလေဒါဆိုရင်တခြားသူတွေကငါ့ကိုဘာလို့မသိကြအောင်စောင့်သွားကြတာလဲဘာလို့လဲဆိုတော့ခမားကမမြင်လို့ပေါ့ဗျလူငယ်လေးရဲ့ခက်ရှုပ်ရှုပ်စကားကြောင့်အောင်မြတ်သာအနေငယ်ပြုံးလိုက်ပြီးဂုတ်ကိုဖမ်းဆွဲလိုက်ကအမှန်တိုင်းပြောစမ်းမင်းကဒီပန်ဝင်းကျင်မှာကျင်နေနေရဲ့နတ်တဲ့ငယ်မဟုတ်လားအာ နားလေးပြဖြည်းဖြည်းတတမေးလဲရပါတယ်ပြောစမ်းမင်းဘက်သူလဲဆရာလဲစိတ်ကြည်ပဲကျောက်ကဟိုးရှေးရတစ်ပင်မာနေရဲ့ရုပ်ကစိုးငှက်တင်မာပြဆရာလာတာမြင်လို့လာကြူတာခုလိုမလုပ်တင်မာဘူးအဲ့ဒီတော့မှအောင်မြတ်တာဖမ်းဆွဲထားတဲ့လက်ကိုလွတ်လိုက်ပြီးတော့တင်ရဘလို့ကြောင့်လူငယ်တရားပုံစံဟန်ဆောင်ထားရလဲကျောက်တို့မူလားပုံစံကအိုမင်းရင်ရောနေပြီလေဆရာရဲ့တခါတလေတကူအစွမ်းနဲ့လူငယ်လိုနေကြည့်ရပါဒါနဲ့ဆရာကဒီကိုဘာကိစ္စနဲ့ရောက်လာလဲ။ ကျောက်ကလူတယောက်ကိုလာရှာတာပါအရင်မြင့်မြင့်အသားညွညွရင်မတ်မှာဓာတ်ထိုးခန့်ထိထားတယ်လို့တန်ရာပါတဲ့လူတယောက်ကိုမြင်မိသေးလားရင်မတ်မှာဓာတ်ထိုးခန့်ထိထားလားဘာလားတော့မသိဘူးမနေ့ကတော့ရင်မတ်မှာသွေးတွေရွှဲနေနေတဲ့လူတယောက်ကိုထန်းစင်နဲ့တဲသွားတော့တွေ့လိုက်တယ်ဘသူရဲ့တဲသွားရလဲအကတော့အဖွဲတဲတာစီယာသူတို့ကဒီနယ်တဝိုက်မှာအတော်ဩစာညောင်းနေနော်သူတို့ဘယ်နေရာမှာနေရဲဆိုတာသိရင်လမ်းညို့ပါအောင် ဒီနေရာဝင်လာတာနဲ့တင်ဆရာအတွက်အရန်နေကြနေပြီလို့ပြောလို့ရတယ်။ဒီကောင်လေးနဲ့အဖက်လုပ်ပြီးမဆက်ဆံပါနဲ့ဗျာ။ရုပ်ကဆိုးငတဲ့ရဲ့စကားဆုံးမှာဇီထဲမှာရှိနေတဲ့သူတွေအလုံးငြိမ့်သက်သွားပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်သွားတာကိုမြင်လိုက်ရတယ်။ခိုးကောင်လေးရောက်လာပြီတင်နေဆရာကိုတွေ့သွားလို့မဖြစ်ဘူး။တဲအနောက်မှာအမြန်ပုန်းနေလိုက်။ငတဲ့ရအောင်မြတ်တာကိုတဲအနောက်ဘက်တွန်းပို့ပြီးပြန်ထွက်လာတဲ့ချိန်လူငါရောက်ခန့်ရှိရဲ့ဘွဲကဇီထဲကိုခတ်တုတ်တုတ်ဝင်လာခဲ့တယ်။ ဒီနေ့အစပြီးအေယာမြိုင်နယ်တဲကိုမျက်နှာစိမ်းနေဝင်လာတဲ့ငါစီကိုတည်ပြို့ကြဘသူမှလက်ခံဖွက်ပေးထားတာမျိုးမကြားကြည့်ဘူးဒီအမိတ်ကိုဖောက်ပြက်လို့ကတော့ခွေးစာကျွေးပြစ်မယ်ကြားလားနှကမ်းမွေးကကအရင်မြင်းမြင်းလူရဲ့စကားကြောင့်ဇေထဲမှာရှိနေတဲ့သူတွေအားလုံးအတံမေမထွက်ရဲကြပဲငြိမ်သွားခဲ့ကြတယ်အဲ့ဒီချိန်တဲတလုံးရှိမှထိုင်ပြီးငပြောတိစားနေတဲ့ငတိယာရှိကိုထွက်လာပြီးတော့မောင်အပ်ကနင်တို့လာလာရေတကားမှအေးအေးလူလူကိုမရှိဘူး စကားပြောတာများလို့မောရင်ငှက်ပြောသည်လေးစားတော့အောင်ကိုဘသာစားစမ်းမှဖိုးငက်တင်ရဲ့ဒါဟုတ်ကြုတ်တိုးလှုပ်ချလို့လှုပ်တာမဟုတ်အေးရမြိုင်တဲ့တခုတော့ကောင်းမှုအတွက်လှုပ်နေတာအေးပါမောက်အက်ကရဲ့ဒါနဲ့မင်းတို့ခေါင်းဆောင်တယောက်လည်းမတွေ့ပါလားငါသတိရနေရလို့ပြောလိုက်စမ်းပါအောင်ငသည့်စကားကြောင့်အက်ကရဲ့မျိုးလုံးနေစူးကနေဖြစ်သွားပြီးတော့ကျုပ်တို့ပြောပြလိုက်မယ်အဖိုးကြီးလည်းဒီနယ်ထဲလူစိမ့်ဝင်လာတာနဲ့ကျုပ်တို့ကိုတတိပေးဖို့မမေ့နဲ့အောင်အေးပါကွယ်ငါတွေ့ပြောပြပါမယ် ဈေးသည်တွေလည်းမင်းတို့ကိုအတော်ကြောက်နေပြီမို့ကိုးနေရကိုးပြန်ကြတော့အကားတို့အဖွဲပြန်သွားတော့အောင်မြတ်သာပုံနေရဲ့နေရာထွက်လာပြီးတော့ဒီကောင်တွေကတဲဟုတ်ပါလားဘာတွေများရှိနေလို့ဈေးသည်တွေကကြောက်နေနေကြရလဲသူတို့ရဲ့စီအားဒီနယ်တဝိုက်ကိုအပိုင်စားရထားရလေကျုပ်ကိုလည်းသူ့စီအားပဲနေရာပေးထားတာကျုပ်ဒီနယ်ထဲရောက်လာတာသူတို့သိရင်ခမားလဲဒုက္ခရောက်မှာဒါကြောင့်ခုကြေအားစားပြီးကိုဘသာနေပါဗျကျုပ်လို့ကျုပ်ဆက်လုပ်လိုက်မယ်ကျုပ်မှာစီအားကိုတားပိုင်ခွင့်မရှိပါဘူးလေ ဒိုင်မဲတခုတော့ရှိရဲ့နော်ဒီနေမီရဲ့ရောက်လာတဲ့သူကိုပြန်ခေါ်ခြင်းတော့သူကိုယ်တိုင်လိုက်လာအောင်စီးယုံနိုင်မှာဖြစ်မယ်အတင်းကျက်လို့ရင်တော့အပြေမှာရှိနေတဲ့ခန္ဓာကိုယ်ကတေးမှာပဲရုပ်ကဆိုးငှက်တဲ့စကားကြောင့်အောင်မြတ်တာကခေါင်းညိတ်ပြလိုက်ပြီးတော့စူးစမ်းကြည့်ရမှာပေါ့ဒီလူကကြောက်ရွံ့အရေးပါတဲ့သူဖြစ်နေရအောင်အဲရီလိုပြောကအက်ဂါရုသွားတဲ့နောက်ကိုလိုက်သွားခဲ့တော့တယ်ကျိုးလုံးတန်နေနဲ့ခန်းကနာနာစောင့်လုပ်ထားတဲ့အိမ်ကြီးတွင်မှာတော့ဦးသားဘဝကခေါင်းပန်းကိုဆောင်းပြီးစေးတန်ခဲကထိုင်နေတဲ့လူကြီးတယောက် သူရှင်းမှာတော့သွေးမရှိလို့ဖြူပြောနေတဲ့ခန္ဓာကိုယ်တစ်ခုကအေးဆက်တောက်တင်လျက်ဆရာကြီးသူ့ကိုစေးတိုင်းလိုက်ရတော့မလားကြောင်စေးရောက်ဖန်ခွက်ကိုကင်ထားတဲ့အကရဲ့စကားကြောင့်စေးတန်ခန်းနေတဲ့လူကြီးကခုံဆောင်ကိုလက်ညှိုးနဲ့ခောက်ရင်းအင်းတိုက်လိုက်တော့သူတတိယလာနဲ့ဝစ်စင်ပေးမဲ့အဝိစားတွေရောအစင်သေးဖြစ်နေပြီလားဖြစ်နေပါပြီဆရာကြီးအေးအေးအကလည်းအမေးကြတာနဲ့ကြောင်စေးရောက်ဖန်ခွက်ထဲမှာရှိတဲ့စေးရည်တွေကိုတောင်တင်အေးဆက်နေတဲ့လူရဲ့ပါးစပ်ထဲကိုအတားလောင်းချလိုက်ရာ စက္ကန့်ပိုင်းတွင်ဖြူပြောနေတဲ့အသားတွေကသွေးရောင်လွှမ်းလာပြီးတော့မိမျိုးနေတဲ့လူကတတိပြန်ရလာခဲ့တယ်။တတိရလာပြီလားငါသာ။တီဂျီခန့်ကြားတဲ့တန်ကြောင့်လူလုံးထလာတဲ့လူကခက်ထိတ်ထိတ်ပြုံးကအနားမှာရှိနေတဲ့ဓားကိုဆွဲကမိအက်ကရဲ့လက်ဘေးပေါ်ကိုတင်ထားလိုက်တယ်။တတ်ခင်လေးကျွန်တော်အက်ကပါဗျ။အက်ကရဲ့တန်ကကြောင်လန့်တုန်လှုပ်နေပြီးလက်မျိုးပေါ်တင်ထားတဲ့ဓားတော်ကိုမဝင်မရဲကြည့်နေခဲ့တယ်။ဟာဟာဟာဒါမှရှင်ရဲ့အစေကွာ။ ထိုင်ကုန်ပေါ်မှာထိုင်နေတဲ့လူကြီးရဲ့စကားကြောင့်သတိပြန်ရလာတဲ့သူကနှကန်လေးကိုတွန့်ညုံပြုံးလိုက်ပြီးဓာတ်ကိုကျွမ်းကျင်စွာကစားကတအိမ်ထဲပြန်ထည့်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေထဲမှာတော့ရက်စက်မှုတွေကအပြည့်။တခင်လေးရဲ့ကျွန်တော်ပြည့်လန့်သွားတာပဲ။ဘာလဲ။ငါမရှိရဲ့ချိန်မဟုတ်တာတွေလှုပ်ထားလို့လန့်နေရလား။မဟုတ်ရပါဘူးတခင်လေးရဲ့။ကျွန်တော်တို့ကတခင်လေးမရှိရဲ့ချိန်ဒီမှာတတိယနေကြတာ။တခင်လေးရောက်သွားတဲ့ဘဝမှာအဲ့က ရုတ်တရက်ထွက်ပေါ်လာတဲ့တန်ကြောင့်အက်ကဘာမှဆက်မပြောရတော့ဘဲခေါင်းလေးငုတ်ကငြိမ်သွားခဲ့တယ်။မင်းတို့သခင်လေးကိုအဝိစာလဲပြီးအဆောင်အုံလိုက်ပို့လိုက်။သူကြိုက်တဲ့တဲ့အရာတွေကိုလည်းအသိပြင်ထားပြီးကြားလာ။နောက်ပြီးငါသားစိတ်အနှောင့်ယှက်ဖြစ်စေမယ့်စကားကိုလုံးဝမပြောကြနဲ့။ပြောတဲ့သူကိုခွေးနှက်စာကျွေးပြစ်မယ်။ဟုတ်ကဲ့ပါဆရာအင်။ကျွန်တော်တို့တေချာမှတ်သားထားပါမယ်။ဟုတ်ကောင်းနေ။သခင်လေးကိုအဝိစာလဲပြီးလိုက်။အက်ကစကားကြောင့်အနားမှာရှိနေတဲ့သူတွေက သွေးစိုးနေတဲ့အညူရောင်ဝိစုံချွတ်ယူလာပြီးတော့ကြောက်တွေစီးချဲထားတဲ့ဝိယုံတစုံကိုလဲလှယ်ပေးလိုက်ကြတယ်။အဝိစာလဲနေတဲ့ချိန်မှာတော့ရှင်ရဲရဲမျက်နှာမှာတော့ตาရချင်းကြည်နူးချင်းတွေကပြည့်နှက်နေခဲ့တယ်။အောင်မြတ်သားလည်းအဂါရိုထွက်သွားတဲ့လမ်းအတိုင်းရှောင်လာခဲ့ရာတနည်းအားရောက်တော့အလွန်ကိုကြီးမားတဲ့ကျင်းတစ်ခုကိုမြင်လိုက်ရတော့တယ်။ကျင်းပပတ်လည်းမှာတော့စိမ့်ဆူနေတဲ့တစ်ပင်နေတဘာဝအလျောက်ပေါက်နေပြီးကျင်းအထဲကနေအငွေ့တလူလူထွက်နေအောင်မြင်လိုက်ရတယ်။ မကြမီဈေးကျင်းနှောင်းနေရွက်ထားကြတဲ့လူတချို့လာနေရကြောင့်ဆက်မသွားတော့ပဲတစ်ပင်အကွယ်နောက်ကနေချောင်းကြည့်နေလိုက်တယ်။ဒါခုနဈေးမှတွေးခဲ့တဲ့သူတွေပဲ။သူတို့ကဒီကိုဘာလာလောက်ကြတာပါလဲ။အောင်မြက်သာတီးတိုးရီရုံရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့ရာဈေးသက်တွေကကျင်းနှခန်းရောက်တော့ကျင်းနှောင်းလေးတွေကိုတစ်ပင်နေအောင်မချကကျင်းထဲကိုဝမ်းမနည်းခုန်ဆင်းသွားတယ်။မကြခင်ကျင်းထဲကနေအလွန်ပြင်းထန်တဲ့မီးတောင်တစ်ခုနဲ့တူအမေရေအဖရေဆိုပြီးအော်ဟေးနေကြတဲ့အတန်တွေ။ ကဘာပြက်မတက်ထွက်ပေါ်လာခဲ့တယ်။အဲဒီချိန်အောင်မြတ်သာကျင်းနှကန်းဝနာောက်သွားပြီးကြည်လိုက်ရာပေါ်ပေါ်စုနေရဲ့ချော်ရည်မီးတောက်တွေချားထဲမှာလူတချို့ကြောက်လန့်တကြကူးခတ်နေကြတယ်။ပြင်းထန်ပူလောင်လာတဲ့ချော်ရည်ပူတွေကကူးခတ်နေတဲ့လူတွေရဲ့အယိုးတွေကိုပါအမှုတ်ဖြစ်အောင်လောင်ကျွမ်းခဲ့ပြီးတော့ပြာမုတ်တွေကနေခန္ဓာကိုယ်အသစ်ပြန်လဲဖြစ်တီကပူလောင်ခြင်းတံကိုဝေကျွေးမကုန်မချင်းခံစားနေရကစိတ်မချမ်းမြေ့စွာတွေးလိုက်ရလေတယ်။ ဒါနေခန့်ညဆန့်ပိတ်တာတွေခန်းစားရတဲ့ငရေပဲကြောက်ဖို့ကောင်းလိုက်တာလို့ရေရွရင်နဲ့တနေရာရောက်မှတော့ကြီးမားကြံပြန်းနဲ့ကွင်းပြည့်အလဲမှာနွားတစ်ခေါက်စားလောက်ကြီးရဲ့ခွေးနဲ့ကြီးရဲ့ไก่ခဲစားသားမှုကိုခံနေရတဲ့လူတချို့ကိုထပ်မြင်လာရတယ်။အောင်မြတ်သာလဲအနိဋ္ဌယုံမြင်ကွင်းလေးကိုကြော်လွန်ပြီးဆက်လျှောက်လာခဲ့ရာနတ်ဘုံနန်းနန်းတို့မြခန်းနာတဲ့ဗိမာန်တွေမှာမြေသမီးတို့မြချုံမလှပတဲ့မိမပြူယောက်ျားပြူတွေနဲ့ပျော်ပါနေကြတဲ့လူတချို့ကိုမြင်လာရတယ်။မောင်ကောင်းကတော့ ဝိမာနီကပိတ်တာပုံနဲ့ရောက်နေပြီသူ့ရဲ့ငကိုစိတ်ခံအဆိုးပဲရောက်ရင်ထိမနိုင်သိမနိုင်ဖြစ်နိုင်တော့မှုဒီလောကရရနဲ့အမြန်ဆုံးခေါ်ထုံးမှဖြစ်တော်မယ်အောင်မြတ်သာတကူတဲ့ရေရွရင်တွန်လန်းလေးအတိုင်းဆက်ထွက်လာခဲ့ရာနန်းပြတ်သက်တွေလိုခန်းနာစွာတိဆောက်ထားတဲ့အိမ်တလုံးရှေ့ရောက်လာခဲ့တယ်ဟဲ့ရက်လိုက်စမ်းဒီနေရာဝင်းကျင်တယ်လို့ဝင်ထွက်ကျင်တယ်လို့ထွက်လို့ရတဲ့နေရာမဟုတ်ဘူးရုတ်တရက်ကျောင်းအနောက်ကနေထွက်လာတဲ့အတန်းကြောင့်အောင်မြတ်သာမျက်နှာကိုလက်နဲ့တက်ချပြီးလှည့်ကြည့်လိုက်ရာ အကားရဲ့တပည့်တယောက်ကိုမြင်လိုက်ရတယ်။ဟင်။ဖိုးငက်သေးမှာလား။ဘလို့ဖြစ်လို့ဒီလိုရောက်လာလဲ။ဆရာကြီးနဲ့တွေ့မလို့လား။ရုပ်ကဆိုးငက်တဲ့ရုပ်ဖြည့်ပြောင်းလဲထားတဲ့အောင်မြတ်တာဟန်မပြတ်နေလာပြီးတော့ဟုတ်တယ်။ဆရာကြီးနဲ့မတွေ့ရတာကြတော့ဒီဘက်ရောက်ခွင့်ဝင်လာခဲ့တာ။ဒါဆိုခဏစောင့်ဆရာကြီးကိုသွားပြောပေးမယ်။အောင်မြတ်တာလည်းခြံတကားဝါမှစောက်ပြီးတော့ပောင်ရင်းကြီးကိုအကဲခန့်လိုက်တဲ့အချိန်လူတယောက်ပြန်ရောက်လာပြီးဆရာကြီးအခုမအားသေးလို့နောက်မှလာတွေးဖို့ပြောလိုက်တယ်။ ငါမှအချိန်မရှိဘူးနော်မင်းတို့ဆရာအတွက်တန်ဖိုးရှိမဲ့ပစ္စည်းတစ်ခုပေးစရာရှိလို့လာပေးရအောင်မြတ်သာစကားဆုံးတာနဲ့ခြံထဲကိုဇွဝင်မှုလို့ပါအနားမှာရှိရလူကရှေ့ရနေပိတ်ကပြီးတားဆီးလိုက်တဲ့အချိန်မူလားပြန်စံအဲရီလို့ပြောပြီးနှစ်ဖူးကိုလဝါနဲ့ခက်ဆက်ဆက်ရိုက်ချလိုက်တယ်နှစ်ဖူးကလဝါနဲ့ထီယာနဲ့တားဆီးနေတဲ့လူရဲ့အပေါ်ရဲ့အရေးပြားတွေတွလွာချင်းကွာကြလာပြီးတော့မျက်လုံးပြူပြူရှာတွဲလဲနဲ့ကြောင်မဲ့ဖွယ်မူရင်းပုတ်တံပေါ်လာခဲ့တယ် မူလဗုဒ္ဓတန်ပေါ်လာတဲ့ကောင်ကဒေါသကြီးစွာနဲ့အောင်မြတ်တာကိုရံပြူးဖို့ကြိုးစားခဲ့ပေမဲ့ချေရောက်တရားမြေးပေါ်မှာကွန်နဲကတ်ထားတယ်လို့လုံမရဖြစ်နေခဲ့တယ်။အဲဒီချိန်ဖိုးငက်တဲ့မင်းကအမိတ်တွေဘာတွေပြန်တက်နေပါလား။ဆိုရဲအတန်ကြောင့်ကြည့်လိုက်ရင်အိန္ဒိယရနေအိန္ဒိယရရစင်လာတဲ့လူကြီးတယောက်ကိုမြင်လိုက်ရတယ်။သူနောက်မှာတော့ခက်တီတီမျက်နှာထားနဲ့လိုက်ပါလာတဲ့အက္ခရုလူစုပြင်တံမူကြီးအစင်တစားတွေကိုချုံမော့စွာဝီစားထားတဲ့မောင်ကောင်းကိုပါတခါလေးမြင်တွေ့လိုက်ရတယ်။ ဆရာကြီးဒီအပေါ်ကြီးဝင်ဝင်ရှောက်တာများနေပြီနော်အက်ကစကားကိုစေမင့်တန်ခဲထားတဲ့လူကဘာမှမပြောတော့ပဲအက်ကမင်းကဘလို့တင်ပေးထားလဲအင်ကိုလာတဲ့ဧည့်သည်ကိုမယိုင်းပြအောင်လေသူလည်းကိစ္စရှိလို့လာတာဖြစ်မှာပေါ့ကဲဒီဟိုဘာကိစ္စနဲ့ရောက်လာလဲပြောပါအောင်ကျုပ်ကပြဿနာအရှိမဖြစ်ခြင်းလို့ဒဲပဲပြောတော့မယ်ဟိုကောင်လေးကိုကျုပ်ပြန်ခေါ်သွားခြင်း ਨੇ ငတဲ့တစ်ဖြစ်လေအောင်မြတ်တာကမောင်ကောင်းကိုလက်ညှိုးထိုးပြီးပြောလိုက်ရာဈေးတန်ခဲထားတဲ့လူကြီးက ဟဟပပရှိမောလာပြီးတော့လက်ဆက်သက်တော့ရှင်ရဲကိုလာခေါ်တဲ့သူကိုကဲပါခမရရဲ့မူလားရုပ်တွေကိုပြန်ပြောင်းလိုက်ပါအောင်ဟင်စစ်ရသူကရုပ်ကဆိုးငတိမဟုတ်ဘူးလားဘယ်ဟုတ်မလဲအက္ကရဲ့ငတိကငါအမိတ်မရပဲဒီနေမျိုးခြေရောင်မချရဲပါအောင်ဒီကောင်ကငတိပုံစံဖန်ဆင်းပြီးရောက်လာတဲ့သူပဲဟုတ်ပါတယ်ခမရတွေ့ရမှန်သားပဲဒါဖြင့်လဲကျုပ်ပုံအမှန်ကိုပြန်ပြောင်းလိုက်ပါမယ်အောင်မြတ်သားစကားဆုံးတာနဲ့မျက်နှာကိုလက်နဲ့တက်ချလိုက်ရာ ငသွင်ရုပ်တွင်ကနေမူလအောင်မြတ်တာရုပ်တွင်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ရှင်ရဲ့ဒီလိုကနင်းကိုပြန်လာခေါ်တာလေကွ။မင်းအနေနဲ့ပြန်လိုက်သွားမလား။ငါနဲ့တူနေပါလား။စေတောင်မတိတတိကရင်မေးလိုက်တဲ့စကားကြောင့်မောင်ကောင်ကအောင်မြတ်တာကိုစိမ့်စိမ့်ကြည့်ပြီးတော့"သူကဘသူလဲအပ။ကျုပ်ကမတိရဲ့သူနောက်ကိုလိုက်သွားစရာအကြောင်းမရှိဘူးလေ။ကဲမဖိတ်ပဲရောက်လာတဲ့ဧည့်သည်ကြီး။ကြားတဲ့မြင်တဲ့အတိုင်းပဲနော်။အဲဒါကြောင့်လာရလန်းတိုင်းကိုပြန်ပြီးတော့ ထပ်ပြီးနှောက်ရက်မယ်ဆိုရင်ဘိုးတော်ဆိုတဲ့ကျောက်ကခုလိုဧည့်ခံမှာမဟုတ်တော့ဘူးနော်။အောင်မြတ်သာကလည်းအသီးစိတ်လုံးဝပြောင်းနေတဲ့မောက်ကားကိုစူးစိုက်ကြည့်ပြီးအင်းတို့ဂါထာတပုတ်ကိုယူလိုက်ရာ။အာငါပိုက်တဲ့ပိုးကောင်တွေပြင်းနေတယ်လို့ဖြစ်နေပါလား။အဖကျုံနေလို့အစ်စ်မပြေ။ငါပိုင်တဲ့နေရာထိလာပြီးတော့ငါသားကိုလာလို့ရဲ့ကောင်။ဆိုင်ရာမောက်ထုတ်လိုက်စမ်း။ဘိုးသားဆိုတဲ့လူကြီးကစကားကိုမန်းပါပါပြောပြီးလက်နဲ့ပုတ်ထုတ်လိုက်ရာ အောင်မြတ်သားရဲ့ကူက ခြံဝင်းပြည်ပဲကိုဖက်ရက်တရက်လိုနှွင့်ထွက်သွားခဲ့တယ်။ဟွန်းဘလို့ဖြစ်ရလဲ။အောင်မြတ်တာအံ့ဩစွာရည်ရွယ်ရင်ခြံထဲဝင်းမှုကြိုးစားရာမမြင်ရတဲ့ကာကွယ်တစ်ခုအောင်ဝင်းမရအောင်ပိတ်ပင်ထားတာကြုံတွေ့လိုက်ရတယ်။အဖိုးပြောတာမှန်နေရပဲ။ကာကန်ရှင်ကဒီဘက်မှာပျော့မွေ့နေပြီ။ငါဘလို့လောက်ရပါမလဲ။ရုတ်တရက်အနောက်ဘက်ကနေကြားလိုက်ရတဲ့ခြေတန်းကြောင့်လှည့်ကြည့်လိုက်ရာလူတစ်ဖက်စာလောက်ကြီးမာတဲ့တစ်ပင်နောက်ကွယ်မှာရက်နေတဲ့မိမတယောက်ကိုမြင်လိုက်ရတယ်။တင့်မသူလဲ။ ချုပ်ကိုတခုခုများပြောစရာရှိနေရလားအဲမီလို့ပြောလိုက်တော့မှစုပ်ပြတ်တဲ့နေရဲ့အဝိစားကိုဝစ်စင်ထားတဲ့မိမတယောက်ထွက်လာပြီးတော့ကျမကိုဒီနေရာကပြန်ခေါ်သွားပြီးပါကျမအိမ်ကိုပဲပြန်ကျင်တယ်ဒီမှာမနေကျင်တော့ဘူးတင်ရဝေကျွေးတွေခံစားနေရတဲ့သူလေဒါကိုဘယ်လိုလုပ်ခေါ်ထုတ်သွားရမှာလဲမဟုတ်ဘူးကျမကဒီလိုစရောက်တဲ့ကသူများတွေနာကျင်မှုကိုမခံစားရသေးပါဘူးကျမကမျက်စိလည်းလမ်းမပြီးတော့ဒီရက်ကိုရောက်လာတဲ့သူပါကူညီပေးပါဦးရှင့် အောင်မြတ်သာလည်းမိကလေးရဲ့ပုံစံအကဲခတ်ပြီးတော့လာရဘွားကိုကြည့်လိုက်ရာတကယ်ကိုမျက်စိလည်းလမ်းမပြီးရောက်လာတဲ့သူဆိုတာသိလိုက်ရတယ်။တောက်တော်ကြီးကဒီအိမ်ထဲမှာရှိတဲ့လူတယောက်ကိုပြန်ခေါ်ဖို့ပဲ။သူ့ကိုခေါ်ထုတ်တဲ့အချိန်တင်အနားမှာရှိနေမှဖြစ်မယ်။ကျမဒီသစ်ပင်နားမှာပဲနေပါတယ်။ဒီနားရောက်ရင်မိစိတို့ခေါ်လိုက်တာနဲ့ကျမထွက်လာမှာပါ။ကျုံနေနဲ့ဒီအရက်ဒေတာမှပြုံမွေးနေတဲ့လူကိုဘလို့စီယုံခေါ်ထုတ်ရမလဲဆိုတာအရင်စဉ်းစားနေရ။ဟမ်သူကပြန်မလိုက်ချင်ဘူးပြစ်နေရလား။ ဒါဆိုပြန်ခေါ်ဖို့အရန်ခက်ခဲလိမ့်မယ်နော်။မိခလေးရစကားပြောနေရင် တခုခုကိုစဉ်းစားမိရနဲ့တခုတော့ရှိရဲ့။အခုလာခေါ်တဲ့သူကအာကုသူကျွေးမရှိဘူးဆိုရင်မနေ့ပြန်ညာတကောက်ချိန်အိမ်တော်မှာတယောက်တည်းကြံ့ခဲ့လိမ့်မယ်။အဲ့ဒီချိန်သူကိုယ်ကအပြင်ထွက်လာအောင်လုံနိုင်ရပြီ။မနေ့ပြန်လာပြညာမဟုတ်လား။ဟုတ်တယ်လေ။ဒီအိမ်တော်ကိုပိုင်တဲ့လူကြီးကတလောက်တည့်ရဲ့အာကုသူကျွေးခံမှုအနောက်ဘက်ကိုင်းတော်ရဲကိုသွားလိမ့်ရှိရဲ့။ သူတို့ရဲ့လည်းလက်အောက်ငယ်သားတွေအကုန်လိုက်သွားရတယ်။ဟုတ်ပြီ။ဒါအလွန်အရေးကြီးတဲ့သတင်းစကားပဲ။ကြုံစူးစားပြီးခေါ်ထုတ်ကြည့်ပါမယ်။အမီရတော့ဒီအနီးတစ်ဝိုက်မှာရှိနေပါစေ။စိတ်ချပါ။ကျမဒီနားနေဘဲမှမသွားပါဘူး။အော်ဒါနဲ့စီယုံမှုအခြေအားတကောင်ရံအခြေအားနေအာယုံမတက်ခင်အထိပဲရမှာနော်။အာယုံတက်ချက်ရောက်မှ तू ကမလိုက်ဘူးဆိုရင် तू ဝင်းညီကဒီမှာပဲတသက်လုံးနေသွားရလိမ့်မယ်။ကြုံသတိထားပြီးစူးစမ်းပါမယ်။ခုလိုကူညီပေးရတဲ့အတွက် တုတ်တုတ်ထွက်တာနဲ့အမိကိုပါခေါ်ထုတ်ပေးမယ်စိတ်ချပါအောင်မြတ်သာကမိကလေးကိုဂတိကဝဲပြုပြီးအိမ်နီးနားမှာလှည့်ပတ်သွားလာတာလာပညာတကောင်ရန်ချင်းကိုစောင့်ဆိုင်နေခဲ့တယ်အချိန်ရလာပညာဖြစ်တဲ့အတွက်ပောင်ရင်းချစ်တခုလုံးလာရောင်ကဖုံးလွှမ်းထားခဲ့တယ်လို့ညာကလည်းတဖြည်းဖြည်းနဲ့လာခဲ့တယ်အောင်မြတ်သာကတော့အမောင်သူ့ကိုအားယူပြီးလှုပ်ရှားမှုကိုစောင့်ကြည့်နေခဲ့ရညာတကောင်ချေအယောင်မှာတော့အိတ်တကားနှစ်ချက်ကအသာရပွင့်ထွက်လာခဲ့တယ် ကြာမီဝေကောင်းစားလာတွေဝိစင်ထားတဲ့ဥပိုးသားအပါအဝင်အိမ်မှာရှိတဲ့အစီကံအလုပ်သမားတွေအကုန်လုံးထွက်လာခဲ့ကြပြီမဲ့သူတို့မျက်နှာတွေမှာပျော်ရွှင်မှုအရေးအယောင်တွေမမြင်တွေ့ခဲ့ရပါဘူး။အဲဒီချိန်ရွှေမင်းရောင်တလက်လက်ဖြစ်နေရဲ့ဇမအခေယာလီလုံးကအမောင်တူတွေကနေပထွက်ပေါ်လာကအေဒဇမိတ်အပေါ်စွန့်တနေရာမှာသွားခတ်နေခဲ့တယ်။ဒါဟုဥပိုးသားတို့တတိမထားမိပဲလူဆောင်နာနဲ့အိမ်အနောက်ဘက်ခြံတကားကနေတန်းစီထွက်ခဲ့ကြတယ်။လူတွေအကုန်ခြံပြင်ရောက်တာနဲ့အိမ်ဘက်ဘက်လေအနေရာကနေအကာအကွယ် ဒိုင်းကတချို့ထွက်ပေါ်လာပြီးတော့တအိမ်လုံးကိုထွက်ပေါက်မရှိအောင်ပိတ်လိုက်တဲ့အချိန်အောင်မြတ်သားရဲ့တတိယမျိုးလုံးရှိရဲ့နေရာကနေတင်းကြွဲ့တဲ့ငွေရောင်နန်းကျုံးမြစ်တစ်ခုစုကနေထွက်ကအိမ်တစမိတ်မှရှိရဲ့စမအခေယာရီပေါ်မှာတွားကပ်နေခဲ့တယ်။အိမ်ထဲကိုဆက်သွယ်ဖို့အချိန်ရတာနဲ့အောင်မြတ်သားကတင်မလီခွေထိုင်ကစိတ်တန်တဲ့ကိုမောင်ကောင်းစီဓာတ်ရိုက်ပို့လို့နေခဲ့တယ်။မောင်ကောင်းတတိကဆန်းမင်းကူရောက်နေရဲ့နေရာမူလာအရက်တွေတောင်မဟုတ်ဘူး။တတိကိုစိတ်မှကတ်ထားဆန်း အောင်မြင့်တာရဲ့အတန်ကအိမ်ထဲမှာမူးယစ်နေတဲ့ရှင်ရန်နာရဲကိုတူလျစွာဝင်ရောက်လာခဲ့တယ်။ဘသူလဲကွငါနာမှာတီတိုးပြောနေတာ။ဟမ်ရှင်ရဲကဘေးမှာချထားတဲ့ဓာတ်ကိုရန်ဒီရိုက်တိုင်းနဲ့ဆွဲယူပြီးပုံဝင်ကြည့်ုံကြည့်လိုက်ရာတက်ရှိဆိုလို့ဘာမှမတွေ့ရတဲ့အတွက်စိတ်ထဲမတင်မကြဖြစ်သွားပြီးတော့ရေတကောင်ထဲမှာကြံနေတဲ့အရက်လက်ကြံကိုတရှိန်တို့မောချလိုက်တယ်။ငါဒီနေရာမှာပဲနေမယ်။ဒါကငါအိမ်ဘယ်ကောင်မှအမိတ်လာမပေးနဲ့ကွ။မောင်ကောင် မင်းကတာမန်လူတယောက်မလုံနိုင်တဲ့ကိစ္စတချို့ပြီးမှအောင်မြင်ထားတဲ့သူတွေဘာလို့စိတ်ရဲ့အမှောင်တူဘက်ကိုလိုက်ပါခြင်းရလဲအတန်အတိုးလာလိုက်ကြဲလာလိုက်နဲ့နားမခံနိုင်အောင်ဖြစ်နေရမှု အနီးနားမှာရှိတဲ့အရာဝတ္ထုတွေကိုရိုက်ခွဲပြီးအတန်ထွက်လာတဲ့ဘက်ကိုလိုက်ရှာနေရင်အိမ်ပြင်တစမ်းမိတ်နာကိုရောက်လာခဲ့တယ်။အတန်ဒီနားကနေလာတာပဲ။ဘယ်ကောင်ပြောနေရလဲ။ထွက်လာစမ်း။ဓာတဝင်းဝင်းနဲ့စိတ်တင်ရတောင်းကျန်းနေရဲ့မောင်ကောင်းရဲ့အကြည့်တွေကရုတ်တရက်ဆိုသလို အိတ်တစမ်းမိတ်ပုံရောက်သွားခဲ့တယ်။ဟင်ဒီဒီအခရာရီရဖားရီလဲငါရရင်နေနေမြင်မှုနေတယ်လို့ပါလား။မောင်ကောင်းရဲ့စိတ်ကပြက်ကနေဒီဘက်ဖန်ကက်တဲ့အချိန်မင်းလန်တစ်ဖက်ကိုကြည့်လိုက်စမ်းမြ мян လေးကြည့်။ဆိုရဲတန်ကိုကြားလိုက်ရတယ်။ရှင်ရဲတစ်ဖြစ်လဲမောင်ကောင်းကအတန်ကြားလိုက်ရတဲ့အတွက်လက်တစ်ဖက်ကိုဖြတ်ကြည့်လိုက်ရတစမ်းမိတ်ပုံမှာမြင်နေရတဲ့အခရာရီရလက်ဖဝါးပေါ်မှာတင်းကနေပေါ်လာခဲ့တယ်။အာငါကောင် ခေါင်းထဲမှာစုကနေဖြစ်လာပါလားငါဘသူလဲဒီအခက်ရာတွေငါစီမှာဘလို့ပေါ်နေရလဲတယောက်တည်းရင်ရွနေတဲ့အချိန်မျိုးလုံးထဲမှာယောဂီဝုဆုဝစ်ထားတဲ့လူတယောက်ပြုံပြုံကြီးရက်ကြည့်နေရမြင်လိုက်ရတယ်ငါငါဘလို့ဖြစ်လို့ဒီအွေစားတွေဝစ်ထားရတာလဲဟင်ဟိုဘက်မှာလဲနောက်တယောက်သူကြတော့သွေးဆိုးနေရဲ့ဓာတ်တက်ကိုညာလက်မှာကင်ထားပါလားဘယ်လက်မှာကြတော့တည်ရီအိုးနဲ့ဟိုသူ့ပုံစံအတော့ကိုကြည့်လို့ကောင်းပါလား မောင်ကောင်းရဲ့စိတ်ကမကောင်းတဲ့ဘက်ကိုတာယာသွားတဲ့ချိန်ဒလူကန်ထားတဲ့ပုံရိပ်ကခန္ဓာကိုယ်ရဲ့ကိုအတိပြေးဝေလာခဲ့တယ်။ဒါပေမဲ့ကိုယ်ရဲ့မရောက်ခင်အချိန်မှာယောဂီဝဇုံဝိထားတဲ့ပုံရိပ်ကကြားနဲ့စီးခံလိုက်ရာနှစ်ယောက်လုံးဝါးတပြန့်စွာအကွာလောက်လွင်းထွက်သွားတော့တယ်။မောင်ကောင်းစိတ်ကိုပြင်စံမင်းရဒီဘဝမှာနေမိုးရမယ့်သူမဟုတ်ဘူး။ရှေ့ဆက်မင်းကဲ့တရားမဲ့ဘဝပေါင်းများစွာရှိသေးတယ်။မင်းကိုမျောလင်းနေကြတဲ့သူတွေရဲ့အိမ်မက်တွေကိုဖျက်ဆီးရောမလို့လား။ နားရဲစုကနေဝင်ရောက်လာတဲ့အတန်းကြောင့်မောင်ကောင်းလက်ထရဓာတ်အောင်လှချပြီးနားနဲ့ဖက်ကိုလက်နဲ့ပိတ်ကခေါင်းအောင်တွင်တွင်ခါရမ်းလိုက်တယ်။အလင်းစိတ်နဲ့အမောင်စိတ်နှစ်ခုရဲ့အားပြိုင်မှုကတကောင်းချင်းကနေမနှံ့အယုံတက်လို့နီနီကိုရောက်တဲ့အထိကွဲကွဲပြားပြားမတိခဲ့ရတာကြောင့်အိမ်ပြေမှာရှိနေတဲ့အောင်မြတ်တာရဲ့နှစ်ဖူးပြင်ရနေချွေးစားတချို့စီးကြလာခဲ့တယ်။မောင်ကောင်းအချိန်မရှိရောမင်းစိတ်ကိုတိချဆုံးဖြတ်စမ်းဒီတိုင်းဆိုမင်းဘဝကဒီအိမ်တော်မှာရှိရတဲ့သူတွေလို့ခံစားရနိုင်မယ်။ မသိဘူးငါမသိဘူးမောင်ကောင်ကအယူတယောက်လိုအော်ဟစ်နေရင်းကယုံကြည်ငြိမ့်သက်သွားပြီးမျက်လုံးဆောင်ကပြူးကျဲသွားခဲ့တယ်။သူရှိမှမြင်နေရတာကရဲရဲတောက်ပူလောင်နေရဲ့မီးပင်လေထဲမှာတကူတော့အဝေစားမပါပဲကူးကန့်အော်ဟစ်နေကြတဲ့လူတွေဟမ်အဖေအက်ကဟာတခြားအလုပ်သမားတွေအကုန်မှလားသူတို့ကဘလို့ဖြစ်လို့မီးပင်လေတဲ့ကူးခတ်နေကြရတာလဲကြောက်ဖို့ကောင်းလိုက်တာအခုမြင်တွေ့နေရတဲ့မြင်ကွင်းက ဒီနေရာမှာဆက်နေကြီးတွားရမယ်လမ်းပဲမင်းရဲ့ညာဘက်ကိုထက်ကြည့်လိုက်စမ်းမောင်ကောင်းလည်းအတန်ကြားရညာဘက်ခြမ်းကိုကြည့်လိုက်ရတန်ရနာပြောပွဲကောင်းတဲ့ကျင်းငက်တာရကာရီရဲ့အော်မီတန်နေတဲ့အတူညိတ်သက်စွာတရားရှုမှတ်နေတဲ့လူတချို့ကိုမြင်လိုက်ရတယ်။အဲဒီတဲမှာမှယောဂီဝူဆောင်ကိုတေသက်စွာဝစ်ထားပြီးတော့နှကန်းကိုခန့်တင်းတင်းစိတ်ထားတဲ့လူတယောက်ဟမ်အေးချမ်းလိုက်တာငါရင်ထဲမှာအလိုလိုနေရင်အေးမြမှုကိုခံစားလိုက်ရပါလားအဲဒီလိုတွေးလိုက်တဲ့အချိန် အိမ်အနောက်ဘက်ခြေနှကားကကြည်ကနေပွင့်လာခဲ့ပြီးတော့ညော့နှန်းတချို့ဟာနှာခေါင်းထဲတိုးဝင်လာခဲ့တယ်။ငွေရောင်နန်းချိုးမြေကိုအခုချက်ချင်းဖမ်းဆွဲလိုက်။ဆူရဲတန်တဲ့တူဒဇန်မိတ်ပေါ်မှာပေါ်လာနေတဲ့အခိယာရီစီကနေပင်းကူမြေအရွယ်သားသားရှိတဲ့ကျိုးတစ်ချောင်းကျလာခဲ့တယ်။မောင်ကောင်းလဲရုတ်တရက်မှုကျလာတဲ့ကျိုးကိုဖမ်းဆုပ်လိုက်မိတဲ့ချိန်လူကလေဝဲကရက်တွေပသွားတယ်လို့ဖြစ်သွားပြီးတော့လူတချို့ရဲ့မကြည်မချမ်းတောက်ခတ်တဲ့အော်ဟီကျိဝါတန်တချို့ကိုကြားလိုက်ရတယ် မောင်ကောင်ရဲ့ခန္ဓာကိုယ်ကအေကနေနွေးကနေဖြစ်လာလိုက်။စွန်းကင်အားမရှိရဲ့လေဟာပြင်းနဲ့မျောလွဲ့နေလာဖြစ်ပြီးမှအေးဆက်တဲ့အရာတစ်ခုကိုလက်နဲ့ဆန်းခဲ့မိရဲ့။လူလေးတတိယလာပြီလား။နားလေကြားလိုက်ရရိုက်တန်ကြောင့်မိထားတဲ့မျက်လုံးလေးကိုအသာဖွင့်ကြည့်လိုက်ရာမုတ်စိတ်ကျင်းဆွဲတွေဆွဆွဖြူနေတဲ့အဖိုးအိုတယောက်နဲ့တူဆရာဖြစ်သူကိုမြင်လာရတယ်။သူတို့ဘေးမှာတော့တကူလုံးချစ်ရဘလက်ပွားနဲ့ယက်နေရဲ့မိကလေးတယောက်မောင်ကောင်းလေးတတိယနဲ့ထားဖို့ကြိုးစားလိုက်ရာ ရင်မတဲရနေစုကနေအောက်တက်လာခဲ့တယ်။အလောတကြီးမထနိုင်လူလေမင်းအတွက်အသက်အနည်းငယ်မရှိရောပါဘူး။စိတ်အေးအေးထားပြီးနားလိုက်ပါ။ဆိုရဲတန်ကြောင့်အသက်ကိုပုံမှန်ယူပြီးပြန်လဲနေလိုက်တော့တယ်။မကြမီအပြင်ကိုထွက်သွားတဲ့ခြေတန်ကြောင့်လိုမျက်လုံးပွင့်ကြည့်လိုက်ရင်ဆရာဖြစ်သူနဲ့အတူလိုက်ပါသွားတဲ့မိကလေးတယောက်ရဲ့ကြောပြင်ကိုခဝါဝါမြင်တွေ့လိုက်ရတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ အသက်လူဝိညာဉ်ဆိုတဲ့ဇလန်ကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီရှင်ဇလန်လေးကိုအားပေးခဲ့တဲ့အတွက်လဲပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်